အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တတူးကိုစိတ်ဝင်စားပြီး အခြေခံကနေတီတီကြကြစတင်လေ့လာခြင်းနဲ့မိတ်ဆွေတွေအားလုံးအတွက်ကျွန်တော်ရဲ့အခမဲ့တတူး online crashy လေးကိုစတင်တော့မှာဖြစ်ပါတယ်မိတ်ဆွေကအခြေခံကနေ professional အထိတစင်ပြစင်သွားခြင်းနဲ့သူပဲဖြစ်ဖြစ်ဝါသနာရအပျော်ထိုးခြင်းသူပဲဖြစ်ဖြစ်အရေးကြီးဆုံးကအခြေခံကိုတီတီကြကြလေးနားလည်ထားဖို့ပါပဲတကယ်တမ်းတတူးလောကကိုစောင့်ဝင်ပြီဆိုတော့ ဘယ်ကစရမှန်းမသိတာဘာတွေဝယ်ရမှန်းမသိတာဘယ်လိုလေ့ကျင့်ရမှန်းမသိတာတွေကအဖြစ်များပါတယ်ကျွန်တော်လည်းလွန်ခဲ့တဲ့6လကဒီလိုပဲဖြစ်ခဲ့မှုပါတယ်ဟုတ်ပါတယ်ကျွန်တော်တက်တူးပညာကိုလေ့လာခဲ့တာ6လတက်တမ်းမှရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီ6လအတွင်းမှာစတင်သူတယောက်အနေနဲ့ထိထားတဲ့အရေးကြီးဆုံးအခြေခံနည်းစနစ်တွေကိုကျွန်တော်ကစဉ်းစားတကျသင်ယူလေ့လာခဲ့ပါတယ်ဒါကြောင့်အခုမှစတင်မယ်မိတ်ဆွေတွေနားလည်ရခဲ့မယ့်အရာတွေကိုရွှေရှင်းလွယ်ကူအောင်ဘယ်လိုပြောပြရမလဲဆိုတော့ကျွန်တော်က အနည်းဆက်ဆုံးသိပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ class series ရာနှစ်ပေါင်းများစွာလောက်လာတဲ့ဆရာကြီးတွေရဲ့သင်တန်းမျိုးမဟုတ်ပဲစာလေးလာသူအချင်းချင်းလမ်းပြပေးမဲ့သင်တန်းလို့သဘောထားပေးပါဒီ free class series မှာကျွန်တော်ဘာတွေပြောပြသွားမလဲဆိုတော့စတင်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုဘယ်လိုရွေးချယ်မလဲအရေးပြားတူပေါ်မှာ အခြေခံကောက်ချောင်းနဲ့ရှိတ်တင်းဆွဲနီလေ့ကျင့်ခန်းလေ့ကျင့်နီ black and grey လေ့ကျင့်နီ color လေ့ကျင့်ခန်းနောက်ပိုင်း လူသားပေါ်မှာလက်တွေ့ထိုးနေတဲ့အချိန်ရှင်ရှင်အိတ်တုံဖာမောကျွန်တော်တိတိမြအားလုံးကိုတစ်ခုမှချန်ပြပြသွားမှာပါတကယ်လို့မိတ်ဆွေကစိတ်ဝင်စားရဲဆိုရင် channel လေးကို like and subscribe လေးလုပ်ပြီး notification bell လေးကိုနေထားပြီးဖို့တိုက်တွန်းချင်ပါတယ်ဒါမှကျွန်တော်ရဲ့နောက်လာမယ့် class တွေကိုလမ်းလို့တန်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ class 1မှာကတော့ tattoo starting ထိုးဖို့အတွက်ဘာ PC တွေလိုမလဲဘာကိုအရင်ဆုံးဝယ်ရမလဲဆိုတော့ကိုအရင်ဆုံးပြောပြသွားမှာပဲအာဒီမှာကတော့စတင်ဖို့လိုအပ်တဲ့ PC တွေပါ တစ်ခုချင်းချင်းကိုကျွန်တော်ရှင်းပြသွားပါမယ်။အရင်ဆုံးတက်တူးဆက်ကျွန်တော်တို့တက်တူးဆက်ကိုရွေးတဲ့အခါမှာစဉ်းစားသင့်တဲ့အချက်နှစ်ချက်ရှိပါမယ်။ဒီ stroke ချိန်လို့ရတဲ့ဆက်နဲ့ stroke မပါတဲ့ဆက်ဒီမှာကျွန်တော်အနေနဲ့ကြံပြချင်တာက yishi professional ထိသွားခြင်းနဲ့ဆိုရင်ဒီလို stroke ချိန်လို့ရတဲ့ဆက်ကိုဝယ်ယူဖို့အကြံပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ စတုပ်ဆိုတာကအသားထဲကိုအဲ့ရဲ့အဝင်ထွက်အကွာဝေးကို ချိန်ပြရရာကိုခေါ်တာပါစတုပ်ကိုချိန်ပြီးကိုလူချင်းတဲ့အပိုင်းကိုအမားနေပြီးရလက်ကောင်းအောင်အနုစိတ်ရေးလို့ရပါတယ်4.5 4.3ဆိုရင် long stroke ကောက်ကြောင်းထိုးတဲ့အခါမှာသုံးတဲ့ stroke ပေါ့ဒါအသားထဲကိုဝင်တဲ့အဲ့ရဲ့အဝင်ထွက်ကပိုရှိတဲ့အတွက်ဒီစတောကကောက်ချောင်းထိုးတဲ့ခါမှာအသားကိုနက်နက်ရှိုင်းရှိုင်းဝင်ပြီးကောက်ချောင်းကိုတင်းတင်းဖြစ်စေပါတယ် 3.9နဲ့3.6 median stroke တော့အဝင်ထွက်နည်းနည်းလေးပူကျင်းသွားတယ်ပကင်းရှေးလို့ခေါ်တဲ့အမဲပိတ်တွေကာလာပိတ်တွေမှာထိုးတဲ့အခါမှာညီညာနဲ့ smooth ဖြစ်စီပါတယ်3.3နဲ့3.0 short stroke အထည့်ရဲ့အဝင်ထွက်ကတူတူလေးကျင်းကျင်းလေးဖြစ်သွားတဲ့အတွက်ရေလန်းလိုအမှုတုံးတွေမျက်နာပုံတူ portrait တွေအလင်းဝင်တဲ့နေရာတွေ ကာလာဖျော့ဖျော့လေးတွေထိုးတဲ့အခါမှာလုံးဝ smooth ဖြစ်စေတဲ့ stone လေးဖြစ်ပါတယ်။ဒါကြောင့်တက်တူးကိုစဉ်းစားကြသင့်ယူပြီးတော့ professional အထိသွားဖို့ရည်မှန်းထားတယ်ဆိုရင်ဒီလို stroke ချင်လို့ရတဲ့ set ဝယ်တာဟာအကောင်းဆုံးရွေးချယ်မှုပါပဲ။ဒီမှာမေးစရာရှိနိုင်ပါတယ်။ stroke မပါတဲ့ set တွေရောမကောင်းဘူးလား။ stroke မပါတဲ့ set တွေလည်းကောင်းပါတယ်။ဈေးအနေနဲ့လည်းတက်တာပါပဲ။အဲ့ set တွေက stroke ကိုတခါတည်းအသေးချိန်ထားပြီးသားဖြစ်ပြီးအဲ့ဒီချိန်ထားပြီးသား stroke ကလည်း ကောက်ကြောင်းအဖိတ်ရှေ့ချင်းစတဲ့နေရာတွေတော်များမှာအသုံးဝင်မဲ့နံပါတ်တစ်ခုကိုရွေးပြီးချိန်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဈေးအနည်းငယ်နဲ့စတင်ပြီးလစ်ချင်မယ်ဆိုရင်လည်းလုံးဝအဆင်ပြေပါတယ်။တချို့တက်တူးဆရာရွေးရတော့ကစတုတ်ပါတဲ့ဆက်နဲ့ထိုးထိုးနေကြတာတွေရှိပါတယ်။ဒါပေမဲ့စတုတ်ချိန်လို့ရတဲ့ဆက်ဆိုတာကနောက်ပိုင်းမှာပို့ပြီး control လုပ်လို့ရပါတယ်။ကျွန်တော်တို့လိုစနစ်တကျသင်ယူနေသူတွေအတွက်မတူတဲ့အလုပ်ပုံစံကောက်ကြောင်းအပိတ် portrait တခုချင်းစီအတွက်တည်တည်ကြကြနဲ့ချိန်ပြီးသုံးလို့ရတာကြောင့်တကယ်လက်တွေ့လုပ်ငန်းခွင်ရောက်တဲ့အခါမှာအမားနေပြီးအွေသေးမြင့်နဲ့အလုပ်တွေကိုပုံပြီးလုပ်နိုင်မှာဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ budget နဲ့ကိုယ့်အနေအထားကိုကြည့်ပြီး stroke ချင်လို့ရတဲ့စက္ကူဝယ်မလား။ stroke မပါတဲ့စက္ကူဝယ်မလားဆိုတာကိုယ်တိုင်သုံးဖြတ်နိုင်ပါတယ်။အရေးကြီးတာကတော့ stroke ပါတာမပါတာတဲ့ကျွန်တော်တို့လေ့လာမယ့်စိတ်စူးစမ်းခြင်းစိတ်ကပို့အရေးကြီးပါတယ်။ပြီးရင်အအကတော့ အခုမှစတင်မဲ့သူဖြစ်တဲ့အတွက်ဒီလိုအများကြီးဝယ်ကြမလို့ဒီပါဘူးအရင်ဆုံးကောက်ကြောင်းအတွက်စနစ် 05RL နဲ့စနစ် 35RM shape အတွက်ဒီနှမျိုးပဲဝယ်အရင်ဆုံးဝယ်ထားရင်ကျတို့ black gray လေ့ကျင့်ခန်းအထိအများကြီးလေ့ကျင့်လို့ရပါတယ်စနစ်05နဲ့10.05ပါกว่าလဲဆိုရင်ဘာမကွာဘူးเนาะအတူတူပဲဝယ်လို့ရပါတယ်စနစ်ဆိုတာကဒီအထက်ရဲ့ တီပဲအထေရအတူရှိ130ဆိုရင်ပူတူပါတယ်ဒီနေ့ဆိုရင်အထေကိုရှိအပ်ပြီးရင်ကျွန်တော်အသာတူအပြားဒီအသာတူပြားကိုတော့အများလေးဝေထားပါဒီ C C ကတော့ကျွန်တော်နေတဲ့နေရာမှာကတော့ C အတုမရှိတဲ့အတွက်ကျွန်တော် C အစ်စ်နဲ့ပဲဖြစ်ကျင်ပါတယ်။မင်းစီနေတဲ့နေရာမှာ C အတုရှိရဆိုရင်တော့ C အတုနဲ့ပဲ ဝင်တော့ဝင်တော့ဈေးပူတက်တာတာပေါ့ပြီးရင် printer ဒီလို printer ဆက်လေးလုံးဝင်ထားပါမယ်ပြီးရင်အဲ့ printer မှာသုံးဖို့တွေကာဗွန်ဒီ tattoo transfer station တွေဝင်ရပါမယ်သားပြားမှာကပ်ဖို့တွေဒီလိုကာဗွန်စာရွက်လေးဝင်ရပါမယ်အသားပြားမှာကပ်ဖို့တွေကို တားပြားမှာကပ်ဘူးတွက်ကိုကတော့ဒီလိုကိုမျိုးကပိုကောင်းပါတယ်တားပြားမှာသူကပို့ပြီးတော့သုံးလို့ပို့အဆင်ပြေပါတယ်ဒါမျိုးကြတော့ဒီအသားပြားမှာကပ်ဖို့အဆင်မပြေဘူးပြသူနဲ့လည်းအကက်အာနေနေဒါကြတော့အသားပြားမှာကပ်တဲ့ခါကျရင်ပို့တော့အဆင်ပြေပါတယ်ပြီးရင်ပါလို့မယ်ကျွန်တော်လေ့ကျင့်တဲ့အချိန်မှာအသားပြားမှာထိုးတဲ့အချိန်မှာဆေးရီဖြတ်ဖို့အတွက် Vaseline လိုပါမယ်။ပြီးဆေးခွက်ဒီဆက်မှာပတ်ဖို့အတွက်ဒီတိတ်လေးတစ်ခုလိုပါမယ်။ဟုတ်ကဲ့ဒါလို့ဆိုရင် တော့ဆုံးသွားပါပြီ။ဟောဒီနေ့ class 1မှာတော့တတူစတင်မှုလိုရတဲ့ပစ္စည်းတွေအကြောင်းကိုပြောပြသွားပြီးဖြစ်ပါတယ်။နောက်ထပ် class 2မှာကျွန်တော်လေ့ကျင့်ခန်းတွေနဲ့ပြန်ဆုံကြမယ်ဗျ။ဒီ free class 3လေးကိုကြိုက်နေတဲ့တူဆိုရင် comment မှာ yes လို့မှတ်ခင်ပြီးပါဦးဗျာ။ Okay class 2မှာပြန်ဆုံကြမယ်ဗျ။အောင်မြင်တဲ့တတူ R2G တွေဖြစ်ကြပါစေ။